ရယ်မက်ထရီကိုထပ်မံဆုံးပါပြီဖလားသောလုံးချန်ပီယံအိမ်မက်ကိုအကောင့်ထဲပေါ်နိုင်ဖို့နှီးလာတဲ့ဘာစီလိုနာရင်းသမားလုံးမမြင်လာများရွှေအိုင်ဘက်ကိုရှေ့ကအွန်လိုင်းအချင်းကနေပြန်လည်ချိုးလိုက်ပါရင်ဘာစီလိုနာတို့ကတော့ရယ်မက်ထရီကိုဒီဟာဒီမှာတွေ့တိုင်းကျုံနိုင်ခဲ့တဲ့ထုံးစံအတိုင်းထပ်မံကျုံနိုင်ပြန်ပြီဖြစ်ပါရင်ရယ်ရိုရှေ့ပွဲကအရှုံးတွေကိုလက်စားမချင်နိုင်မဲ့3-2နဲ့အပီးယူသွားခဲ့ရတာပါကိုပါဒယ်ရီဖလားကိုရရှိခဲ့ပြီးတဲ့နောက်လာလီဂါနဲ့ချန်ပီယံလိဂ်ကိုသာထပ်မံရယူနိုင်ခဲ့ရင် ဘာစီလိုနာဟာဖလားသုံးလုံးအိမ်မက်ကိုပြန်လည်အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်2005တုန်းက MSN တိုက်စစ်အတွဲနဲ့အတူဖလားသုံးလုံးရခဲ့တဲ့ဘာစီလိုနာတော့10နှစ်အကြာမှာတူညီတဲ့မှတ်တမ်းကောင်းကိုပြန်လည်ပုံဖော်နိုင်မလားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ညကစားခဲ့တဲ့ကိုပါတရီဖလားဖိုင်နယ်အန်ကလစီကိုမှာဘာစီလိုနာဟာရီယယ်မက်ထရစ်ကိုအချိန်ပိုအထိကစားခဲ့ရပြီး3-2နဲ့အနိုင်ရပိုဆွဲသွားခဲ့တာပါ ဘာစနာအသင်းဟာပန်ဒရီရဲ့ဂိုးနဲ့ဖရာဝိုင်းကိုဥဆောင်နေခဲ့တာပါဒုတိယပိုင်းမှာရီရဲ့အတွက်လူစားဝင်လာတဲ့အမ်ပါဘေကဖရီကစ်ကနေခြေပါကိုပြန်လည်သွင်းယူပေးခဲ့တယ်လို့ချူအမန်နီကတောက်ကန်ဘွားကနေဥဆောင်ကိုထပ်သွင်းယူပေးခဲ့ပါတယ်ဒါပေမဲ့ဘာစနာတို့အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပြီးဖာရန်တော်ရက်ကခြေပါကိုသွင်းယူပေးခဲ့တာကြောင့်နှစ်ဂိုးစီတီနဲ့အချိန်ပိုဆက်ကစားခဲ့ရပါတယ်အချိန်ပိုဒုတိယပိုင်းပြီးကန်ဒီမှာတော့ကွန်တီကရီရဲ့ဂိုးအေရီယာဆန်နာလောက်ကနေကန်သွင်းပြီးဘာစနာအသင်းကိုချန်ပီယံဖြစ်စေခဲ့ပါတယ်ဒီနေ့ဝဲဟာယခုနှစ်ဘောလုံးရာသီတဲမှာဘာစီလိုနာကရီယယ်မက်ဒရစ်အသင်းကိုတတိယအကြိမ်မြောက်အနိုင်ရရှိမှုလည်းဖြစ်လာစေခဲ့ပါတယ် ဘာစီလိုနာဟာကိုပါဒရီဖလားကိုအများဆုံးရရှိထားတဲ့အသင်းဖြစ်ပြီးမနေ့ညအနိုင်ပွဲဟာသူတို့ရဲ့32ကြိမ်မြောက်ကိုပါဒရီဖလားအောင်မြင်မှုကိုဖြစ်လာစေခဲ့ပါတယ်။ဖွဲထွက်လူစင်းမှာဘာစီလိုနာအသင်းဟာတိုင်းစင်မှာဖာရန်တော်ရက်ကိုတင်ကစားလာခဲ့ပြီးတောင်ပံမှာလာမင်းရာမင်ရာဖင်ညာတို့ကိုတုံးဆွဲလာခဲ့တာဖြစ်ပါတယ်။ကွင်းလယ်မှာတော့အော်မိုပယ်တွေဒီကြောင်လို့ရှိနေခဲ့ပြီးခန်စင်မှာမာတင်မာတီနက်စ်ကိုစားပြီးကိုတီရိုကိုတုံးလာခဲ့ပါတယ်။ကိုသမားနေရာမှာတော့စပိုကာဂျီဆန်စီနီပဲဖြစ်ပါတယ်။ရီယက်ကတော့ဗီနီရှက်ကိုတောင်းနေကစားလာခဲ့ပြီးရိုဒီကိုစီဗယ်လာတို့တောင်းမနဲ့တွေ့ကစားခဲ့တာပါ။ကွင်းလယ်မှာဘယ်လင်ကန် ဖေဗရီချော်မန်နီလို့ရှိနေခဲ့ပြီးခန်းစစ်မှာမန်ဒီဂျူရီကအဆန်စီယိုဗက်စကွန်နဲ့ဂိုလမကော့တိုင်းတို့ကိုတုံးဆွဲလာခဲ့တာဖြစ်ပါရင်ရီယန်ဟာပွဲမစားခင်တော့ကကွဲတဲ့တိုင်ကိုဆန်နာပြခဲ့တဲ့အတွက်ပွဲတော်မကစားတော့မဲ့ပုံစံဖန်နေခဲ့တာပါတကယ်တော့မှာတော့ရီယန်ရောဘာစီလိုနာကိုခြေစွမ်းနဲ့စိတ်ဓာတ်ပိုင်းမှာလည်းအနိုင်မရခဲ့တာဖြစ်ပါရင် ခွေးတဲ့တိုင်းကလည်းဒီဝဲကိုအကောင်းဆုံးဂိုင်းတွေသွားခဲ့ပြီးအငင်းပွားခွင့်ရတော့မရှိခဲ့ပါဘူးမကျင်နဲ့ရင်လည်းမကျင်နဲ့ဘာစလိုနာဘက်ကတော့အသင်းရရှိမဲ့ပနာဒီတွေငင်းဆန်ခံရတော့တာမကျင်နဲ့ဖြစ်ချင်းဖြစ်ရမှာဖြစ်ပါရင်ဘရောင်ဝဲမှာဘာစလိုနာတို့ဂိုးပေါင်းချင်းချမှုနဲ့ကျင်ကျင်လုံးနိုင်ခဲ့တာပါပွဲစားရင်နဆက်ခွန်နယ်မှာဘာစီလိုနာတို့ဥဆောင်ကိုရသွားခဲ့ပြီးရာမဲရဲ့ဖန်လေးပေးမှုကနေပက်ထရီကကွဲနယ်ကနေပေးတက်လာကအပိုင်ကန်သွင်းခဲ့တာဖြစ်ပါရင်ကန်ချက်ကကောင်းမွန်လို့နဲ့အတွက်ကော်တိုင်းလည်းဘာမှလုံးမလိုက်နိုင်ဘူးဖြစ်ပါရင် ဒီအိုင်မှာတော့ MVP ဝင်လာပြီး Real တိုက်စစ်ကလည်းပိုတက်လွတ်လာခဲ့ပါတယ်။ပွဲကစားချိန်69မိနစ်မှာ Real တို့ခြေပါကိုရခဲ့ပြီး MVP က free kick ကနေအနိုင်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။ဒီ free kick ဟာ MVP ရဲ့ကစားသမားဘွားပထမဆုံး direct free kick သွင်းကိုဖြစ်ပါတယ်။ဒါပေမဲ့လူတိုင်းကိုကြော်ကန်ခဲ့တာမဟုတ်ဘူးသေးဘူးဖြစ်ပါတယ်။မဆိုင်မတော်ပွဲကစားချိန်86မိနစ်မှာတော့ချော်မန်နီကတောက်ခံဘွားကနေကောင်းတိုက်ပြီး Real တို့အတွက်ဥဆောင်ကိုကိုသွင်းယူပေးခဲ့ပါတယ်။ Barcelona တို့ရှုံးမိထင်ခဲ့ရပေမဲ့ပွဲကစားချိန်83မိနစ်မှာ Ramel ဖန်နီပေးမှုကနေ Torres ကလှလှပပခြေပါသွားခဲ့ပါတယ်။ဒီလိုနဲ့အချိန်ပိုဆက်ကစားခဲ့ရပြီး ပွဲစဉ်အနိုင်ကိုတော့ပွဲပြီးကန်ဒီမှာမိုတွေးရဲ့လူပေးမှမှုကနေခွန်နီကကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကတော့လောက်ပါမယ်။နောက်နေ့ပါလဲအင်္ဂါစားနေ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like က follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့အနီးကောင်းချိုလိုက်ရပါတယ်ခင်ဗျာ။